ားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ football and live ရဲ့ကျွန်တော်စီဇန်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညနေမှာတော့ကျွန်တော် Manchester City အသင်းကတော့ here we go သွားခဲ့ပြီဖြစ်ပါတယ် Manchester City အသင်းကဒီနေ့ရဲ့ဒါပထမအဦးဆုံးခေါ်ယူမှုကိုတော့ဒါပြုလုပ်နိုင်ခဲ့ပြီဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ဒါသိရှိရတဲ့မှာပါတယ်ဒါလက်ရှိမှာဒါ Fabrizio Romano အနေနဲ့ပြောပုံရဆိုရင်တော့ဒါသတင်းတွေတက်နေတဲ့သတင်းတွေရဆိုရင်တော့ဒါ Fabrizio Romano ပြောပုံရဆိုရင်ဒါ Manchester City အသင်းကတော့ AC Milan ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ ရိုင်းဒစ်ကိုတော့ခေါ်ယူနိုင်ခဲ့ပြီဆိုပြီးသူတို့ရဲ့ဒါကျွန်တော်တို့ Twitter ဆာမျက်နှာပေါ်မှာတင်ခဲ့တယ်။ဒါကျွန်တော်ဒုတိယမြောက်ကန်လန်မှုဖြစ်တဲ့တဲ့ကျွန်တော်သိတော့ယူရို65သန်းနဲ့မဟုတ်ဘဲနဲ့ယူရိုသန်း80သန်း package ဖြစ်တယ်လို့နောက်ဆုံးတော့သိရပြီဖြစ်တယ်။ဒါကျွန်တော် Manchester City အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်ပထမအကြိမ်သူတို့ဒါရိုင်းဒစ်ကိုယူရိုသန်း90 package ဒါကန်ခံခဲ့တယ်။ဒီဟာကိုတော့ကျွန်တော်မှတ်မှတ်ရ AC Milan ဘက်ကနေမြင်ပေခဲ့ပေမဲ့ဒုတိယမြောက်ကန်လန်မှုဖြစ်တဲ့ယူရို55သန်း plus 15သန်းနဲ့ယူရိုသန်း80သန်းရှိတဲ့ package ကိုတော့ဒါ AC Milan အသင်းအနေနဲ့ဒါတရားဝင်လက်ခံ လိုက်ပြီးဖြစ်ကြောင်းကိုကျွန်တော်အနေနဲ့သိရမယ်တဲ့မှာပါတယ်။အလက်ရှိမှာဒါကျွန်တော်တို့ AC Milan အသင်းအနေနဲ့ဒါကျွန်တော်တို့သူတို့အနေနဲ့ငွေလူနေတဲ့အတွက်ကြောင့်မို့လို့ဒီ Reinders ရဲ့အပြောင်းရွှေ့ကိုလက်ခံလိုက်ပြီးတည်ပြီးတော့ဒီ Reinders ရဲ့အပြောင်းရွှေ့ကိုလည်းအမြန်ဆုံးဖြစ်ဖို့အရေးကိုဒါကျွန်တော်တို့ Manchester City အသင်းကလှုပ်ဆောင်တယ်။အဓိကသိကြရတယ်မဲ့ City အသင်းနေတာ Club World Cup မိသူတို့ရဲ့ဒါကျွန်တော်အသင်းထဲမှာအဓိကကစားသမားတချို့ကိုဒါထည့်ဖို့အတွက်ဒါကျွန်တော်လက်ရှိမှာလှုပ်ဆောင်နေတယ်ဆိုတာကလုံးဝသိ။အဲ့တော့ Reinders ကလက်ရှိမှာဒါကျွန်တော်တို့ကိုဗာစီရဲ့နေရာကိုချက်ချင်းဆိုသလိုဝင်ရောက်ကစားသွားမှတို့ကြောင့်ဒါကျွန်တော် CD အသင်းတို့တော်တော်လေးကိုအဆင်ပြေသွားမယ်နေရာတခုလို့ပြောလို့ရတယ်။ Rinders ကလက်ရှိမှာ Club World Cup မှာလည်းဒါ CD အသင်းနဲ့အတူဝင်ရောက်ပြီးရှင်ပြိုင်သွားမယ်လို့သိရတယ်မှာပါတယ်။အဲကောလာဟာလာတွေကဒါကြောင့်မို့ဒါ CD အသင်းနဲ့ဂျိုရို65သန်းမှာမှာဒါကျွန်တော်တို့ bonus 5သန်းထပ်ပေးခဲ့ပြီး Club World Cup အမိဒါကျွန်တော်တို့ခေါ်ယူခဲ့တယ်လို့လည်းသိရတယ်မှာပါပါတယ်။အဲ့တော့ဒီနေ့မှကျွန်တော်ဒီ detail လေးနံပါတ်လေးဒီ detail လေးပြောလိုက်အောင် Manchester CD အသင်းနဲ့ Rinders ကိုခေါ်ယူတဲ့နေရာမှာတော့ဒါကျွန်တော်တို့အားလုံးပေါင်း total package က Euro 55သန်း bonus ကအမှန်တမ်းပြောမှ10သန်းလို့သိရတယ်။ဒါ Club World Cup ဆော့ဖို့ဒါကျွန်တော်ဆော့ခေါ်တဲ့ဥစား5သန်းအားလုံးပေါင်း Euro းတန်း80တန်းရှိတဲ့ package ကိုတော့ City တင်ကတရားဝင်ကမ်းလှမ်းနေကြတဲ့ဥစားမော်ဒါကျွန်တော်တို့ AC Milan ဘက်ကနေပြီးလက်ခံခဲ့တယ်။ကစားသမားကလက်ရှိမှာဒါ City တင်နဲ့ဒါ9နဲ့စာချုပ်ချုပ်မယ်လို့သိရတယ်မှာပါတယ်။တချို့သတင်းမှာဒါ5 +1 ပေါ့နော်။ခုနောက်ပိုင်းဒါသိပြီးမထူးစမ်းတဲ့ဒါနံပါတ်တစ်ခုပဲ။အစီအတင်းနဲ့9နဲ့ဒီကစားသမားကိုစာချုပ်ချုပ်မယ်။ဒါတချို့သတင်းမှာ5 +1 စာချုပ်ချုပ်မယ်ဆိုတဲ့သတင်းကြားရတယ်။အဲ့တော့ကျွန်တော် Rinders ကမန်ချက်စတာ City တင်ရဲ့ဒီနှစ်ရဲ့ပထမအဦးဆုံးခေါ်ယူမှုတစ်ခုဖြစ်လာမယ်။ Rinders ရဲ့တိရတလောက်ကဒါကျွန်တော်တို့နာမည်မနဲ့ပြန်မှာတတရားဝင်စစ်စစ်သွားမယ်လို့သိရပြီးတော့ဒါကစားသမားကဒါ City တင်နဲ့ဒါအရေး ရှိရှိမဆောင်နိုင်တော့ပဲညနေမှာတည်းပဲတရားဝင်ကြီးညာသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။စီးတင်းတဲ့ဒီကစားသမားကိုကလပ်ဘောကအမိတခါတဲ့ထွင်းရအောင်ဖြစ်တဲ့အတွက်ကြောင့်မို့စီးတင်းအသင်းကဒီကစားသမားကိုအမိ ပြုလုပ်နေတယ်လို့ပြောလို့ရရတယ်မှာပါတယ်ဗောနော်အဲ့တော့မိသွပင်စူစီကမှဒါကျွန်တော် CD အသင်းကတော့ဒီနေ့ပထမအုပ်စုလေးရာဒီကိုတော့ဒါကျွန်တော်တို့ Grinders ရဲ့ဒါကျွန်တော်တို့ Netherland သားကိုပထမအုပ်စုနေတယ်ကွာအဲ့တော့ဒီညမှာစိတ်ဝင်စားတာကောင်းတာသူ့ရဲ့လုခါလာစားပဲကောလာဟာလာတယ်မလဲရှိမှာဒါကျွန်တော် Grinders က double လုခါလာစား Euro 2သိန်းခွဲပတ်ချလေဝင်းညင်ညာလို့သိရတယ်မှာပေါ့တချို့သောသတင်းမှာဒါ Euro 2သိန်း8000ထိရပြီးတော့ပေါင်2သိန်းခွဲလောက်ရမယ်လို့လည်းသတင်းတွေအများကြီးထွက်မယ်တဲ့မှာပါတယ်အဲ့တော့ဒါ CD အသင်းနဲ့ဒါဒီကစားသမားဘလူးပဲချုပ်ချုပ်ပါလက်ရှိမှာဒီကာလာရှိချာချုပ်တိုင်းခဲ့တဲ့ဒါကျွန်တော်တို့စီးရလက်တာမဆိုးဘူးလို့ပြောလေဒါပေမဲ့ နည်းနည်းတော့မြပေါင်နဲ့တွက်မယ်ဆိုတော့အလောက်ကြီးမရှိဘူးပေါ့နော်ပေါင်နဲ့တွက်မယ်ဆိုတော့ဒါအကုန်လုံးဒါ package ပြီးမှ fix fee ကဒါကျွန်တော်တို့အားလုံးပေါင်းဟိုကယူရို55သန်းဆိုရင်ဒါကျွန်တော်တို့ပေါင်နဲ့တွက်မယ်ဆိုရင်ပေါင်ပေါင်သန်း42သန်းပတ်ချာလေဝန်ကြီး fix fee ရှိမယ်ဒါပေမဲ့ extra banner နဲ့ပေါင်ဆိုယူရိုသန်း55သန်းနဲ့ယူရိုသန်း60ပတ်ချာလေဝန်ကြီးကြာ CD တင်ပေးတော့ယူရိုမဟုတ်ပေါင်ပေါ့နော်ပေါင်သန်း60နဲ့ပေါင်55သန်းပတ်ချာလေဝန်ကြီးကြာ CD ပေးလိုက်ရတယ်လို့ကျွန်တော်နေမြင်လို့ရတယ်မှာပါအဲ့တော့ဒါဘယ်လိုပဲပြော CD တင်ရဲ့ဒီနေ့ရဲ့ဒါအကောင်ဆုံးခေါ်မှုတွေတက်ခုပြောလို့ရတယ်ဒီလိုဒီကျွန်တော်မြင်ရမှာ Rinders ရဲ့ခ ခေါ်ယူမှုကိုကွန်ဖာလုပ်ပြီးတော့ပိုင်းတေချာတခုအားဒါကြောင့်ကွင်းလယ်ပိုင်းမှာဘနာရိုစီဗာလာလာမဲ့နွေရာဒီမှာထွက်ခွာမှုတဲ့သူလာမဲ့အေးပေါ့ကလပ်ဘောကပ်ပြီးရင်တော့ဘနာရိုစီဗာတို့အဆူထွက်ခွာမှုတွေရာဂိုင်တို့များလာခဲ့တယ်ဂန်ဒိုဂန်ရဲ့စာချုပ်တက်တန်တိုးမတိုးကူလဲကျွန်တော်အခုချိန်ထိတည်တည်ချာမသိရသေးတော့ဂန်ဒိုဂန်ကြီးများလဲထွက်အောင်မလားဒါပေမဲ့တေချာတခုကတော့ဒါကိုဗာစစ်ဒဏ်ရရသွားကြတော့ရိုင်းဒက်စ်ကကွက်တီဝင်လာခဲ့ရောဒီကွင်းလယ်နေရာမှာတော်တော်လေးကိုအလုဖြစ်လာနိုင်မယ်လို့ပြောလိုက်ရတယ်ဂွာရီယာကြီးတယောက်ဒါကတော့မက်သူဝဲနူးဒက်ဆိုပဲကွင်းလယ်ကြီးမှာမဆော့ဘဲနဲ့ဒါဖူဘက်ကြီးမဆော့ပါစေလို့ပဲကျွန်တော်အနေနဲ့ဒီနေရာမှာဆူတောင်းပါတယ်ဘာလို့ရိုင်းဒက်စ်ကိုကွင်းလယ်မှာပဲကျွန်တော်ကြည့်ချင်တယ်ဒါသူ့ရဲ့ AC Milan မှာဒါကွင်း င်းလယ်မှာဆော့တော်တော်လေးမှာ Rinders ကပြောမှာ box to box box to box နည်းနည်းပူဆမ်းလာကျွန်တော်တို့ technical term သိတော့မိုင်းလယ်မှာဒါကျွန်တော်နေဘောက်တော့ ဟိုခန်းစစ်မှာလည်းသူရှိတယ်တိုက်စစ်မှာလည်းသူရှိတယ်သူ everywhere is here ပေါ့နော် Rinders ကဒါကျွန်တော် heat map မှာကြည့်မယ်ဆိုတော့တကယ်ကိုအနေအားတိုင်းလိုလို Rinders ကိုအမြဲတမ်းအမြဲတမ်းတွေ့ရတဲ့ကစားသမားတယောက်လို့ကျွန်တော်နေတွေ့ရတယ်မှာအဲ့တော့ Rinders ကဒါကိုယ်တိုင်လည်းကိုသွင်းနိုင်လို့ဒါခန်းစစ်မှာလည်းကောင်းကောင်းကြီးလိုက်ကိုနိုင်တယ် body fitting ရဆိုလည်းဒါကျွန်တော်တိုက်စစ်ကိုလည်းလိုက်ကိုနိုင်လို့ကိုယ်ကိုလည်းဒါကျွန်တော်ပြန်ပြီးတော့နောက်တန်းကိုဒါအချိန်မီပြန်ကောက်အဲ့တော့ပြောချင်တာကဟိုဒီအတွက်လည်းဒါအရန်မိုက်မဲ့ကစားသမားဒါတိုက်စစ်ပိုင်းအတွက်လည်းလိုက်မဲ့ကစားသမားပေါ့အဲ့တော့ဒီနေရာမှာဒါနောက်ဆုံးကြားတဲ့သတင်းတစ်ခုအရာဒါကျွန်တော် here we go နောက်တစ်ခုလည်းမကြခင်မှာဖြစ်တော့မယ်လို့ကြားသိရတယ်မှာပါတယ်အဲ့ဒါလေးကိုတော့ပြီးရင်ပြောမယ်လက် ချိန်မှာဒါ Rinders ကိုခေါ်ယူခဲ့ပြီးရတဲ့ပုံမှာ Manchester City အသင်းကတော့ Morgan Gisswhite ကိုခေါ်ယူတော့မှာမဟုတ်ဘူးလို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester City အသင်းနဲ့ Morgan Gisswright ကိုဒါကျွန်တော်ဒီနှစ်နွေရာသီမှာပထမကတော့ Kevin De Bruyne ရဲ့နေရာအတွက်ခေါ်ယူဖို့အတွက်ပြင်ဆင်ထားခဲ့ပေမဲ့ဒါလက်ရှိမှာ Rinders တွေငွေသုံးလိုက်ရတာများသွားတဲ့ကြောင့်မလား City အသင်းနဲ့ Ryan Shakey ကိုဒါအတိအသာခေါ်ယူသွားဖို့အတွက်ပြင်ဆင်အဲ့တော့ Morgan Gisswright ကလက်ရှိမှာဒါ City အသင်းရဲ့ Radar တွေကလုံးဝအောက်သွားခဲ့ပြီးတော့အဓိကတော့ဟိုနောက်ပေါ်တော့ Morgan Gisswright ကိုလက်ရှိမှာတောင်းတဲ့ဈေးကလည်းအင်မတန်မှမြောက်လွန်းတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ခွာသွားတယ်လို့လည်းပြောလို့ရတယ်။ဒါပေမဲ့အခုလက်ရှိမှာဒါ Rinders တွေကလည်းငွေသုံးလိုက်ရတဲ့အတွက်ကြောင့်မို့ဒါကွင်းလယ်ပိုင်းမှာအရန်ကြီးထပ်ပြီးတော့ City အသင်းနဲ့ထပ်မသုံးတော့ မသုံးကျင်တော့တဲ့ကြောင့်မို့သူတို့အနေနဲ့ဒါ Morgan Gifford ကိုထပ်ခေါ်มาတဲ့ဆိုင် Ryan Cherky ကိုပဲလာမယ့်ဒါကျွန်တော်တို့ Club World Cup အမိခေါ်ဖို့အတွက်ပြင်ဆင်ရတယ်။ Ryan Cherky ကိုအခုချိန်ထိဒါ City တင်းနဲ့တရားဝင်ဒီလိုမျိုးဒါအမြန်ဆုံး offer တစ်ခုတည်းမလိုပါသေးဘူး။ဒါပေမဲ့ကျွန်တော်ထင်တယ် City တင်းနဲ့ Ryan Cherky နဲ့ပတ်သက်ပြီးအရင်မလိုဘူးလို့တော့မြင်နေရတယ်။ဒါကျွန်တော် Ryan Cherky နဲ့ပတ်သက် City တင်းဒါတောက်လျှောက်စကားတွေပြောနေတဲ့ဒီနားမှရင်သွားနေဒီလိုမျိုးပုံစံမျိုးတွေဖြစ်နေတဲ့အဲ့ဒါကျွန်တော်တစ်ချက်တော့ကြည်နေတဲ့တမှာပါတယ်။ဒါမြေတို့ပင်စူစေကာမှုပေါ့နော်။လက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်တော့ City တင်းကတော့ Morgan Gifford ကိုတော့ခေါ်ယူတော့မှာမဟုတ်ဘဲနဲ့ Ryan Cherky ကိုပဲအဓိကခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေခဲ့တယ်။အဲ့တော့ ဒီနေရာမှာ club walker me နောက်ထပ်တယောက်ကို city team အနေနဲ့ခေါ်ယူဖို့စူးစမ်းနေတာကတော့သူတို့အနေနဲ့ left back ဈာမှာဖြစ်တဲ့ red eye nuri ပေါ့နော် eye nuri ကိုလည်းလက်ရှိမှာဒါ city team အနေနဲ့နောက်ဆုံးတည်ငောင်းပြဆိုရင်တော့ဒါပုတ်ကိုကြီးရရ city team ကသဘောတူညီမှုရရှိခဲ့ဖြစ်တယ်ဒါဒီနေ့အေးပေါ့ဒီနေ့တာမမဟုတ်တာမနေ့မနေ့ပြန်မနေ့အစောပိုင်းမှာတော့ city team နေတာကျွန်တော်တို့အဲ အိုင်နူရီအတွက်ပထမဆုံးကမ်းလှမ်းမှုတစ်ခုစတင်ပြီးလုပ်တော့မယ်လို့သိရတယ်မှာပါတယ်။စီရီသင်းတဲ့ဟူဗ်သင်းတဲ့တရားဝင်စကားပြောဆိုနေပြီးတော့ဟူဗ်ဘက်ကဒီကစားသမားအတွက်ပေါင်၄၅တန်းပတ်ချာလေးဝင်ညညာလိုတယ်။ဒါပေမဲ့စီရီသင်းတဲ့ဒါကျွန်တော်တို့ဒါဘောနပ်စ်ပက်ကေ့ချ်နဲ့ပါနေဆို30 plus ၅တန်းလောက်သူတို့အနေနဲ့တရားဝင်ကမ်းလှမ်းမှုအနေနဲ့လုပ်သွားဖို့အတွက်ကျွန်တော်အနေနဲ့မြင်နေဒါကစားသမားကလည်းရှိမှာစီရီအသင်းမှာစီရီဖြစ်ပြီးတော့ကစားသမားကိုတိုင်ကလည်းအခုလက်ရှိမှာမန်ချက်စတာစီရီအသင်းနဲ့တူဒါကျွန်တော်တို့ကလပ်ဘောကတ်ကိုအမိဒါဆော့ကစားခြင်းလို့သိရတယ်မှာပါတယ်။အဲ့တော့စီရီသင်းတဲ့ဒီနေ့ဒါကျွန်တော်တို့ဒီကလပ်ဘောကတ်မှာကစားသမားအသစ်၂ယောက် ကိုသူတို့အနေနဲ့ခေါ်ယူသွားခြင်းနဲ့အဓိကအဒီနားမှာ အခု Riders ရဲ့အပြောင်းအရွှေ့ကလုံးဝ100%ပြီးသွားပြီ။ဂျာဒါမှာစစ်စစ်မယ်။ဒါမှလည်းပြန်လောက်မယ်။တရားဝင်တာမင်းများဆက်ဆက်ကြီးညာပြီး Club Walker တဲ့ Register လုပ်မယ်။ပြီးရင်တော့ကျွန်တော်ဒါအခုလက်ရှိ Inuri ပေါ့နော်။ဒါ Inuri ကိုအခုလက်ရှိမှာဒါ City Team နဲ့တောက်လျှောက်တွန်းနေတာဖြစ်တယ်။ကစားသမားကလည်းမိစိမ်းပြထားပြီးသား။ကစားသမားတင်တာကျွန်တော် City Team နဲ့9နဲ့ Plus 1နှစ်ပဲထဝင်နိုင်။ဒါအခုလက်ရှိမှာလုံးဝနာမည်ကြီးနေတဲ့စာချုပ်တတန်းပေါ့နော်။ဒါ9နဲ့ Plus 1နှစ်ဒါမှမဟုတ်9နှစ်တတန်းရှိတဲ့စာချုပ်ကို City Team နဲ့ချုပ်ဆိုမယ်။တပတ်လောက်ခလာစားဒါကျွန်တော်38000လောက်ပတ်ချလဲဝင်ကျင်ကြလောက်ရမယ်လို့သိရတယ်တော့မှာပါတယ်။ Inuri နေနဲ့အခုလက်ရှိမှာ City Team ရဲ့ဒါကျွန်တော်တို့ အခုနောက်ပိုင်းရှာရှာပါပါလက်ဗက်ကစားသမားကြီးတဲ့တယောက်ဖြစ်လာလူလာမေလို့ကျွန်တော်နေတယ်မြင်တယ်ဒါပေမဲ့အခုလက်ရှိမှာအဓိကကတော့ CD တင်းနဲ့ Move တင်းလို့ကြားတယ်မှာဒါကျွန်တော်တို့အပြောင်းရွှေ့ဂျေးကိုတော့တရားဝင်ကန်လန့်ပါကျွန်တော်လုပ်ဖို့တော့ရှိပြီးပေမဲ့ကျွန်တော်မြင်ကြည့်တာဗောနော် Inuri ရဲ့အပြောင်းရွှေ့ကဒီတစ်ပတ်အတွင်းလောက် CD တင်းပြီးသွားမေလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ Inuri ရဲ့အပြောင်းရွှေ့ကိုတော့ကျွန်တော်မြင်တာက ကျွန်တော်ထင်တာကျွန်တော်ထင်တာပေါ့နော်ဒါဒီနေ့ပဲမနေ့ကနေ့ဖြစ်နေ့ဘုံတုံးနေ့ဖြစ်သွားပြီဆိုတော့သူတို့တောက်ကြနေအမီလောက်သူတို့ဒါ offer လုပ်ပြီးတော့ဒါကျွန်တော်နေစနေတွေကိုခံတနင်္လာနောက်တစ်ပတ်တနင်္လာနေ့လောက်သူတို့နေအပိသက်ဆောင်းသွားမယ် writer ဆီအပြောင်းရွှေ့ကိုဒါသူတို့နေနဲ့ဒါတောက်ကြနေနောက်ဆုံးထားပြီးတရားဝင်ကြညာဖို့သူတို့ကြိုးစားသွားမယ်မနေ့ပြန်စေစေပါညာနဲ့ဆိုတော့တောက်ကြရင်သူတရားဝင်ကြညာမယ်ဒါမို့ weekends ပါခုနကပြောဆိုခေါ်ယူပြီးရင်သူတရားဝင်ကြညာလို့ရပြီအဲ့တော့စနေတွေလောက်မှဒါ writer ကိုကြညာပြီးတနင်္လာနေ့လောက်မှအဲ့လူတွေကိုဒါကျွန်တော်တရားဝင်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့မဆိုးဘူးပေါ့နော်အဲ့တော့ ကလပ်ဘောကမှာစီတီသင်းကိုတော့ဒါကစားသမားအစ်တီနဲ့မြင်ရမယ်အခုလောရှယ်ရိုင်ဇာကိုရိုင်ဒါစ်ကိုတော့ဒါကျွန်တော်မြင်ရပြီအဲ့တော့ဘယ်လိုပြောစီတီလိုအသင်းမျိုးမှာဒါ quality ကစားသမားမျိုးတွေအများကြီးတွေးမြင်ရတာတိတ်တော့မထူးဆန်းဘူးဒါပေမဲ့ဆရာကြီးဘက် quality တရား Rinders ကိုဘယ်လိုသုံးမလဲဒါ quality ကစားသမားကို full back ကြီးဆင်းသုံးမလားတော့ကျွန်တော်အနေနဲ့မကြည့်ရမယ်ဘယ်လိုပဲပြော ကြည့်လို့ကောင်းမယ့်အနေအထားတစ်ခုလို့မြင်တယ်။ဒါပေမဲ့စဉ်းစားစရာကလက်ရှိမှာ City Thing နဲ့ Here We Go သွားခဲ့ပြီး Riders ကိုတကျွန်တော် Euro 1000 90ရန် package နဲ့9နှစ် plus 1နှစ်ခေါ်ယူနိုင်ခဲ့ပြီးကစားသမားကိုလောက်ခလာတာ Euro 2800ပေါင်3000ကျွန်းနဲ့ခေါ်ယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့အတူ INU ကိုလည်းမကြခင် Here We Go တော့မဲ့သတင်းတွေကိုဒီနေ့မှာတင်ဆက်ပေးကြပါမယ်။ ဲ့လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကြည့်လို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေမှာလည်း Youth Sport Media 3.0နဲ့ DB4U တွေနဲ့လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတမရကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါဘို့အားလုံးမကြိုတမရကောင်းမွန်သောညနေခင်းလေးဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲ။ 第五遍。